င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကဒီနေ့ကိုတင်ဆက်ပေးပါမယ်အချက်ဖတ်မဲအွန်လိုင်းရုရှားရောက်တဲ့အချိန်ယူကရိန်းနိုင်ငံဘက်ကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝဲပစ်ဒရုန်းတွေနဲ့တတိယနေ့အဖြစ်ဆက်လက်တိုက်ခတ်ခဲ့ပြီးမော်စကိုလေဆိပ်မှာလေကြောင်းခီးစဉ်240ကျော်လဲဖျက်သိမ်းရွှေ့ဆိုင်းလိုက်ရတယ်ဆိုပါတယ်ဒီနိုင်ငံကထိုင်းမြန်မာနယ်စပ်ဘောတောင်ကုန်းသွေးကြီးလက်မှတ်ကိုစစ်ကြောင်းထိုးနေတဲ့အကြပ်ဖက်စကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကလေလာကြတိုက်ခိုက်ခြင်းမို့အတွေ့ စေကောင်းစီဘက်ကတက်ရင်မှုဒုတက်ရင်မှုနဲ့ဒုပုံမှုအပါဝင်စစ်သားအယောက်150ထက်မနည်းကတော့အသီးသီးတိတ်ကုန်ကြပြီဖြစ်တဲ့ပြင်နောက်ထပ်စစ်သား12ဦးလဲတော်လန်ရင်တပြည့်စီကိုအလင်းဝင်ရောက်လာကြတဲ့ဆိုရင်ဒီမှာဝေးဒီနေ့လည်းကဒရင်ကိုတင်ဆက်ပေးပါမယ်အခုပြောရစို့တင်ဆက်ပေးခြင်းတဲ့ဒရင်ကတော့အကြက်ဖက်မဲအောင်လိုင်းရုရှားရောက်တဲ့အချိန် ယူကရိန်းနိုင်ငံဘက်ကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝက်ပစ် drone တွေနဲ့တတိယနေ့အဖြစ်ဆက်လက်တိုက်ခတ်ခဲ့ပြီးမော်စကိုလေဆိပ်မှာလေကြောင်းခီးစဉ်240ကျော်လဲဖျက်သိမ်းရွှေ့ဆိုင်လိုက်ရတယ်လို့ AP သတင်းတရရသိရပါတယ်။ဒါကတော့မေလ9ရက်နေ့မှာပဲရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်ပဲရင်ပြင်းနီစည်ရေးပြအခမ်းအနားကိုတက်ရောက်ဖို့ရုရှားနိုင်ငံဘက်ကသူတို့နဲ့နှိစက်တဲ့တရုတ်သမ္မတအပါအဝင်နိုင်ငံခေါင်းဆောင်20ကျော်ကိုဖိတ်ထားပြီးအဲ့ဒီမှာအကြမ်းဖက်မင်းအောင်လိုင်ကိုပါခေါ်ထားတာဖြစ်ပါတယ်။အဲ့ဒီအတွက် ဂျပန်မင်းအောင်လိုက်ရုရှားနိုင်ငံကိုရောက်တဲ့နေ့ဖြစ်တယ်မနေ့ကမေလ9ရက်နေ့မှာပဲလက်ရှိနှစ်နိုင်ငံဆစ်ဖြစ်နေတဲ့ယူကရိန်းနိုင်ငံဘက်ကနေရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝေးပစ် drone တွေနဲ့တတိယနေ့အဖြစ်ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AP သတင်းမှဖော်ပြထားပါတယ်အဲ့ဒီလိုယူကရိန်းဘက်ကတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရုရှားနိုင်ငံရဲ့မော်စကိုမြို့တော်ဝန်ကလည်းယူကရိန်းဘက်ကပစ်တဲ့ drone 25စင်းကိုတားဆီးနိုင်ခဲ့တယ်လို့ပြောထားသလိုတစ်ဖက်မှာတော့ယူကရိန်းဘက်ကတိုက်ခိုက်မှုတွေရှိနေတဲ့အတွက်ဆိုပြီးမေလ9ရက်နေ့မှာပဲမော်စကိုလေဆိပ်မှာ လေကြောင်းခီးစဉ်240ကျော်ကိုဖျက်သိမ်းရွှေဆိုင်လိုက်ရတယ်လို့ AP သတင်းတရအရသိရပါတယ်။လက်ရှိမှာတော့နိုင်ငံစစ်ဖြစ်နေတဲ့ရုရှားနိုင်ငံနဲ့ယူကရိန်းစစ်ပွဲကာလဖြစ်တဲ့အတွက်ရုရှားနိုင်ငံမော်စကိုမြို့ကရင်းမြစ်ကြီးစည်းပြအခမ်းအနားကိုတက်ရောက်မဲ့မြည်သည့်နိုင်ငံကခေါင်းဆောင်ပဲဖြစ်ဖြစ်သူတို့ရဲ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ဘူးလို့ယူကရိန်းသမ္မတဇလန်စကီးကတရားဝင်ထုတ်ပေါ်ပြောဆိုခဲ့ပြီးတဲ့နောက်အဲ့ဒီအခမ်းအနားပြုလုပ်မဲ့မော်စကိုမြို့ကိုယူကရိန်းဘက်ကဒုတိယနေ့တုန်းကလည်းမောင်းသူမဲ့လေရင်16စင်းထပ်မနေ မတူညီတဲ့လမ်းကြောင်းတွေကနေချင်းကတ်တက်ခတ်ခဲ့တယ်လို့ရုရှားမြို့တော်ဝန်ကပြောထားပြီးအခုတခါအကြံဖတ်မင်းအွန်လိုင်းရုရှားနိုင်ငံကိုရောက်ရှိလာတဲ့အချိန်မှာပဲယူကရိန်းနိုင်ငံဘက်ကမော်စကိုမြို့ကိုတာဝဲပစ် drone တွေနဲ့တတိယနေ့အဖြစ်ဆက်လက်တက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ဒင်းတိုင်းတိုင်းကထိုင်းမြန်မာနယ်စပ်မော်တော်ကုန်းသွေးရေးလက်မိုက်ကိုစစ်ကြောင်းထိုးနေတဲ့ အချမ်းဖတ်စကောင်စီတက်ကိုတော်လိုင်းပူပေါင်းတက်တွေကလေးလကြာတိုက်ခိုက်ခြင်းမမှုအတွင်စကောင်စီဘက်ကတရင်မှုဒုတရင်မှုနဲ့ဒုဗိုလ်မှုအပါဝင်စစ်သားအယောက်150တက်မနေကတော့အသေးသေးတေကုန်ကြပြီဖြစ်တဲ့ပြင်နောက်ထပ်စစ်သား12ဦးလဲတော်လိုင်းတက်တွေစီကိုအလင်းဝင်ရောက်လာကြတယ်လို့ခွတ်ဒေါင်းတမန်အထူးစစ်ကြောင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ လက်ရှိတရင်းလိုက်တိုင်းကထိုင်းမြန်မာနယ်စပ်မော်တော်ကုန်သွယ်ရေးလမ်းမိုင်ကိုဂျပန်စစ်ကောင်စီတပ်ကအခုမေလ6ရက်နေ့အထိ၄လကြာဇက်တိုက်စစ်ကြောင်းထိုးနေပြီမဲ့ GNLPDF ပူပေါင်းတပ်တွေကအဲ့ဒီစစ်ကြောင်းကိုတောက်လျှောက်တိုက်ခိုက်ချင်းမုန်းနေပြီဆိုပါလေအဲ့ဒီမှာတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေရမှာအဲ့ဒီတိုက်ခိုက်မှုတွေအတွင်းမှာပဲစစ်ကောင်စီဘက်ကတရင်မှုဒုတရင်မှုနဲ့ဒုပုံမှုအပါအဝင်စစ်သားအယောက်150ထက်မနည်းကတော့အသေးသေးတေကုန်ကြတဲ့အဖြစ်နောက်ထပ်စစ်ကောင်စီတပ်သား12ဦးလဲတော်လိုင်းတပ်တွေစီကိုအလင်းဝင်ရောက်လာကြတယ်လို့ ခုတောင်းတမန်အထူးစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်ဂုံပြူစုငွေနဲ့အတိအသီးချင်းမြင်ပေးထားတယ်လို့ခုတောင်းတမန်အထူးစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။တစ်ဖက်မှာလေဒင်းတိုင်းမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်က ဂျပန်စစ်ကောင်စီတပ်ရဲ့ရှီတန်းစခန်းကိုတော်လန်ပြည်ပောင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်ကဗိုလ်မှူးမြင့်ဝင်းဆိုသူအပါအဝင်၄ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်ကျန်တဲ့စစ်သားတွေအကုန်လုံးဟာစခန်းကိုစွန့်ပြီးထွက်ပြေးသွားကြတယ်လို့ရင်းဆိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့မေလ6ရက်နေ့ကပဲရင်းဆိုင်မြို့နယ်နဲ့ကျွန်းစုမြို့နယ်အစက်ကဂျပန်စစ်ကောင်စီတပ်ရဲ့ရှီတန်းစခန်းကိုတော်လန်ပြည်ပောင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့နှစ်နာရီနီးပါးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီဘက်ကဗိုလ်မှူးမြင့်ဝင်းအပါဝင်း၄ဦးပါအသီးသီးတိတ်ကုန်ကြပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာလေကြောင်းပြစ်ကူးတွေပါအသေးအံခေါ်ရတဲ့အထိအထိနာသွားပြီးနောက်ဆုံးမှာတော့စခန်းမှာရှိတဲ့လက်ကျန်စစ်သားတွေအကုန်လုံးဟာဒဏ်ရာရတဲ့သူတွေနဲ့သူတို့ရဲ့စခန်းကိုပါစွန့်ပြီးထွက်ပြေးသွားကြတယ်လို့တင်းတိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ခင်ဗျ ဖက်မှာတော့ဘကူတိုင်းရွှေချင်းမြို့နယ်မှာအချက်ဖက်စကောင်စီတပ်ရဲ့တန်စိတ်စခန်းကနေဆင်းလာတဲ့စကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကအသင်းဆောင်ပြီးပြစ်ခတ်တိုက်ခိုက်ရပါစေတာတအူးကတော့နေရမာရင်ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်အရာရှိတအူးအပါဝင်6ဦးကပြင်းထန်ဒဏ်ရာတွေနဲ့ပြန်ဆုတ်ပြေးသွားကြပြီးတိတ်သွားတဲ့စစ်သားမသားလောင်းစီကနေတနက်တလက်ကိုပါတပါးတဲ့တင်းစီရရှိခဲ့တယ်လို့ Fire Dragon စစ်ကြောင်းရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ6ရက်နေ့ကပဲ ရွှေကျင်မြို့နယ်မှာအချက်ဖက်စစ်ကောင်စီတပ်ရဲ့တန်းစိတ်စခန်းကနေအင်အားတရာဝင်းကျင်လောက်နဲ့စစ်ကောင်စီတပ်သားတွေဆင်းလာတဲ့အချိန်ဒေါ်လိုင်းပူပေါင်းတပ်တွေကအသင့်ဆောင်ပြီးကြဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါလေ။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်သားတအူးကတော့နေရာမှာတင်ပွဲချင်းပြီးကိုတိတ်သွားတဲ့အပြင်အရာရှိတအူးအပါဝင်၆ဦးကပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်ပြန်ဆုတ်ပြေးသွားကြပြီးတိတ်သွားတဲ့စစ်သားမသားအလောင်းစီကနေတနက်တလက်ကိုပါဒေါ်လိုင်းတပ်တွေကတပါနဲ့တင်းစီရရှိခဲ့တယ်လို့ Fire Dragon စစ်ကြောင်းရဲ့တာဝန်ရှိသူတအူးကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာတော့အမျိုးသားညီညွတ်အစိုးရအင်ယူဂျီကပြည်သူ့ကာကွယ်ရေးတမတော် PDF တရင်တပ်ဖွဲ့တွေကိုအမေရိကန်ဒေါ်လာ24သန်းကျော်ထောက်ပံ့ပေးခဲ့တယ်လို့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်ထုတ်ပြန်လိုက်ပါတယ်။ဒါကတော့ PDF တပ်ဖွဲ့တွေစတင်ဖွဲ့စည်းခဲ့တဲ့အချိန်ကစပြီးလက်ရှိအချိန်ထိတရင်ထောက်ပံ့စရိတ်အဖြစ်28ကျင်းတိတိထောက်ပံ့ပေးပို့ထားပြီးဖြစ်တယ်လို့စုစုပေါင်းအမေရိကန်ဒေါ်လာ24သန်းကျော်ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လည်းဆိုထားပါတယ်။ လက်ရှိမှာတော့ NGO အစိုးရရဲ့ကာကွယ်ဝင်ကြီးဌာနကနိုင်ငံတော်မှာဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တပ်ဖွဲ့ပေါင်း300ကျော်400နီးပါးကိုအခုလိုထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ဆိုထားပြီးနောက်ဆုံးအကြိမ်ဖြစ်တဲ့28ကြိမ်မြောက်ထောက်ပံ့မှုမှာဆိုရင်စုစုပေါင်းထောက်ပံ့စရိတ်အမေရိကန်ဒေါ်လာတန်းနီးပါးသုံးဆွဲခဲ့တယ်လို့လည်းဆိုထားပြီးတော့အဲဒီလိုထောက်ပံ့စရိတ်တွေရဲ့60ရာခိုင်နှုန်းဖြစ်တဲ့အမေရိကန်ဒေါ်လာ22.5တန်းကိုပြည်သူ့ဒေါ်လာရေးထောက်ပို့တက် PRF အစီအစဉ်အနေနဲ့ 34လတာကာလအတွင်း ကောက်ခံရရှိခဲ့တဲ့ဘဏ္ဍာငွေတွေကနေထုတ်လုပ်သုံးစွဲခဲ့တာဖြစ်တယ်လို့လည်း UNG ဆိုရကတည်ဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့အကျံပတ်စစ်ကောင်စီကနိုင်ငံတကာကိုလူကြားကောက်အောင်သူတို့စစ်တပ်ဘက်က မေလအကုန်တိအပြည့်ရထားပါတယ်လို့ကြေညာခဲ့ပြီးနောက်မှာပဲတဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေရမှာ ကံကောမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေကိုလည်းမေလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲလေနဲ့လာပြီးဘုံတွေကျဲချတွားပြန်တဲ့အတွက်ပြည်သူ၁၀ဦးထက်မနည်းဒဏ်ရာတွေရထားတယ်လို့ရော်လင်းတဲ့အဖွဲ့ရဲ့ကိုပါကောင်းကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကတော့မေလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲမကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းကနေရာ၃ခုနဲ့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကရေထွက်ကျေးရွာတွေကိုအချက်ဖက်စကောင်းစီတပ်ကလေနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချတက်ခဲ့သွားတယ်ဆိုပါတယ်။ ဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေးချောင်းတက်ခတ်မှုကြောင့်ရတပြည်သူ၁၀ဦးထက်မနည်းဒဏ်ရာရထားပြီးနေအိမ်အဆောက်အုံတွေလည်းပျက်စီးထားတယ်လို့ရော်လင်းနဲ့အဖွဲ့ရဲ့ကိုပါကောင်းကပြောထားပါတယ်။တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ဘက်ကနေမေလအကုန်ထိတတိယအကြိမ်အပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာတော့လေးချောင်းတက်ခတ်မှုတွေစက်တိုက်လုပ်နေရမှာအရှိကပထမနဲ့ဒုတိယအကြိမ်အပြစ်ရကာလမှာလေအခုလိုပဲစစ်ကောင်စီဘက်ကလေးချောင်းတက်ခတ်မှုကြောင့်ရတပြည်သူ290ကျော် တိတ်ဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း UNG ကနေထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါချစ်စုပေးခဲ့အတွက်ချစ်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ